ဆိုရှယ်မီဒီယာရဲ့ကျေစုကြောင့်ចောင်းဆက်တက်နိုင်တော့မယ့်ကကြီးခခွေးကိုနောက်ပြန်ဆိုပြနိုင်သူကလေးလေဆိုရှယ်မီဒီယာကအကျိုးရှိရှိအသုံးချတတ်ရင်တော့အကျိုးများစွာရှိမှဖြစ်ပြီးဆိုရှယ်မီဒီယာကိုလွဲမားစွာအသုံးပြုတာကြောင့်ဒုက္ခရောက်သွားသူတွေလည်းရှိပါတယ်မန္တလေးကကလေးလေးတယောက်ကတော့ဆိုရှယ်မီဒီယာရဲ့အကျိုးကျေစုကြောင့်လူသိများပြီးမကြခင်မှာចောင်းတက်နိုင်တော့မှာပါရှင်ဒီကလေးလေးကတော့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ចောင်းမီဝမှာနေထိုင်တဲ့ကလေးဖြစ်ပြီး KG တန်းအောင်မြင်ထားပါတယ်ဒီကလေးရဲ့ထူးခြားချက်ကတော့ KG တန်းမှာသင်ပေးတဲ့မြမပြီးနဲ့အင်္ဂလိပ်ပြီးတွေကိုနောက်ပြန်ဆိုပြနိုင်တာဖြစ်ပြီးတော့ တူအင်အထီလည်းမထင်မငော့ပဲနောက်ပြန်ဆိုပြနိုင်ပါတယ်။ကျောင်းနေတက်စကလေးတွေမှာပြီးကိုအစင်အလိုက်တိုင်းဆိုပြနိုင်ဖို့အတွက်မိဘတွေရောဆရာဆင်မတွေကပါတေချာတင်ကြားပေးရပါတယ်။ပြီးစရာကိုမကြင်ညက်တဲ့ကလေးတွေများစွာရှိနေသေးပေမဲ့ဒီကလေးကတော့ပြီးတွေကိုရှစ်ပြက်နောက်ပြန်မထင်မငော့ဆိုပြနိုင်တဲ့သူပါ။အာဂဏီကကြီးအထီနောက်ပြန်ဆိုပြနိုင်သလိုဇက်ကနေအေးအထီလည်းနောက်ပြန်ဆိုပြနိုင်ပါသေးတယ်။ဒီလိုဆိုပြနိုင်တာဟာတာမန်ညာရင်ရှိုံနဲ့မရတာကြောင့်သူ့ကိုလူတယောက်က TikTok ပေါ်မှာတင်ပေးလိုက်ပါတယ်။ TikTok မှာတင်ရင်းကနေလူတိများသွားပြီးကလေးရဲ့ထူးခြားမှုကိုချီးကျူးကြပါတယ်။အသက်ကြီးတဲ့လူတွေတောင်အ ကနေကကြီးအထိနောက်ပြန်စုပြနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ငါနဲ့သားအရွယ်လောက်သာရှိသေးတဲ့ဒီကလေးကတော့ပြီးကိုနောက်ပြန်အောင်စုပြနိုင်ပြီးသူ့ကိုမှုန့်ဖိုးတွေပေးကြပါတယ်။ကျောင်းကဆရာမတွေကလည်းဒီကလေးလေးကိုထူကြတယ်ဆိုပြီးတော့စုတွေပေးကြပါတယ်။ဒါပေမဲ့မိသားစုကနေမပွားလာတဲ့ဒီကလေးလေးကညာရီကတော့ထူကြပေမဲ့မိဘတွေကစီးပွားရေးအဆင်မပြေတာကြောင့် grade 1ကိုတော့မထားနိုင်သေးပါဘူး။မိဘတွေကဘူးခွန်လေးတွေကိုကောက်ရပြီးမူလာနဲ့ကျောင်းစိတ်ကလည်းကြီးမလို့ကျောင်းဆက်မထားနိုင်ဖြစ်နေကြပါတယ်။စောက်တော့ရတံမိုးကလည်းမနေသလိုလွယ်အိတ်ခဲတဲ့အဝတ်အစားဖို့နဲ့တခြားအသုံးဆောင်တွေအတွက်မိဘတွေကမတက် နိုင်ကြပါဘူး။ဘူးကွန်လေးတွေကိုလိုက်ောက်ပြီးတော့ရောင်းရတဲ့ငွေကစားဖို့လောက်တာရပြီ။ပညာသင်ကြားဖို့အတွက်မလုံလောက်လို့ကလေးကကြောင်တက်ရက်ဖို့မတင်စားဖြစ်နေပါတယ်။ဒါပေမဲ့ဒီကလေးလေးက TikTok မှာနာမည်ကြီးသွားပြီးသူ့ကိုလှူဒန်းမဲ့သူတွေပေါ်လာခဲ့ပါတယ်။ဒူးချွန်တဲ့ကလေးလေးဟာတာမန်ညာရင်မဟုတ်လို့သူငယ်တန်းလောက်နဲ့တော့ပညာရေးကိုဆုံးခန်းမတိုင်စီကျင်ကြပါဘူး။ဒါကြောင့်သူ့အတွက်ငွေတွေလှူဒန်းပေးကြပြီးကြောင်တက်ဖို့အဆင်ပြေသွားပါတယ်။သူ့ကိုဗီဒီယိုရိုက်ပေးတဲ့လူကနေတစ်စင်းလှူဒန်းပေးကြပြီးအဲ့ဒီအမျိုးသားကလည်းကိုကြီးတက်တဲ့သူတယောက်ဖြစ်ပါတယ်။စူပါလှူဒန်းတဲ့ငွေတွေကိုစအုပ်ခဲတဲ့ကျောင်းဝန်းဆောင်အိန်းအိန်းအဝတ်အစား ကျော်ဖို့အိနဲ့အဝတ်အစားတွေချက်ဖို့အတွက်ဘုံလေးတစ်ပုံးမှဝယ်ပေးလိုက်ပါတယ်။ပိုးတဲ့ငွေကိုလည်းကြောင်အဖို့အတွက်အမိချာမှအထားပေးလိုက်ပါတယ်။အခုတော့ကြောင်တဲ့ချင်တဲ့ကလေးလေးတရားပညာသင်ခွင့်ရသွားပါပြီ။မိဘတွေကဘူးကွန်လေးတွေကောက်ရပေးမယ်။တားလေးကိုတော့ကြောင်ထားကျင်ကြပါတယ်။ခက်ခဲလာတဲ့စီးပွားရေးကြောင်သာမထားနိုင်ဖြစ်ပြီးအခုတော့ကြောင်အဖို့အတွက်ပြည့်စုံသွားတာကြောင့်ပျော်သွားပါတယ်။ကလေးရဲ့နှစ်ဖူးရဲ့ကျူရီကလည်းပညာရှိလက္ခဏာနဲ့ပြည့်စုံပြီးအများရဲ့ကောင်းမှုကြောင့်မကြခင်မှာကြောင်တက်ရတော့မှာဖြစ်ပါတယ်။သူ့ကိုချစ်ခင်တဲ့သူတွေကတော့မုံပိုးလေးတွေပေးကြပြီးဒီကလေးလေးကတော့အဲ့ဒီမုံပိုးနဲ့စာအုပ် တ်တွေခဲတန်နေဝဲမယ်လို့ဆိုပါတယ်။မိုးပိုးရရင်မိုးဝဲစားလိုက်မယ်ဆိုတဲ့ကလေးအတွေ့မရှိပဲသူ့ဘဝကိုနားလေသလိုပညာကိုလည်းလူလားသူဖြစ်တာကြောင့်စအုပ်ကလေးတွေပဲဝဲကျင်နေသူပါ။ဒီကလေးလေးကအကြောင်းတရားတော့မှဖြစ်လို့အရန်ပြောနေပြီးမိဘတွေကလည်းကျေးဇူးတင်နေကြပါတယ်။ဒီကလေးလေးကတော့ဆိုရှယ်မီဒီယာကအလူရှင်တွေကြောင့်ကြောင်းတက်နိုင်ပြီဖြစ်ပေမဲ့ဒီခေတ်ကြီးထဲမှာစီးပွားအဆင်မပြေလို့မူလာနှင်းကိုတောင်ပြီးဆုံးအောင်မတက်နိုင်တဲ့ကလေးတွေလည်းရှိပါတယ်။ကလေးတိုင်းလည်းကောင်းမွန်တဲ့ပညာသင်ခွင့်ကိုရရှိစေဖို့မျှော်လင့်ထားကြပါမယ်။ပညာသင်ကြားဖို့အတွက်ငွေရှိမှသာစိတ်ကူးဝင်လို့ရတဲ့အရာဖြစ်နေပါတယ်။မြမပြေ ီးတွေနဲ့အင်္ဂလိပ်ပြီးတွေကိုမထင်မငော့စုပြနိုင်တဲ့ကလေးလေးကိုပြည့်သက်ကြီးတို့ရောသဘောကျကြရလားဆိုတော့ကိုမမအမြင်လေးတွေမျှဝေပေးခဲ့ပါဦးကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်